ကလပနှချင်းခရိယံတင်းတော်တနစ်တာတမာကျန်းစာဖယုချင်းအစီစဉ်ကကျူစွာပါတယ်ရေမိအနာဂတိကျမ်းခန်းကြီး၁၂အခန်းငယ်၁မှ၁ဟူထာဝရဖျားကျွန်ုပ်သည်ကိုရိုနှင့်တရားစကားကိုဆွေးနွေးသောအခါကိုရိုသည်တရားတော်မူ၏သို့တော်လည်းစစ်ကြောစီရင်တော်မူခြင်းအကြောင်းကို မေးလျှောက်ပါမည်မတရားသောသူတို့သည်အပေကြောင့် အကြံမြောက်ရပါသည်။အလွန်တစ္ဆာပြတ်သောသူပေါင်းတို့သည်အဘယ်ကြောင့်ချမ်းသာရကြပါသည်။ကိုရောသည် သူတို့ကိုစိုက်တော်မူသည်ဖြင့်သူတို့သည် အမြင့်ကြ၍ကြီးပွားလေအသီးကိုသီးကြပါ၏။ကိုရောသည် သူတို့နှုတ်နှင့်နီး၍နှလုံးနှင့်ဝေးတော်မူ၏။ဘုထာဝရဖျားကိုရောသည်အကျွန်ုပ်ကိုသိမြင်တော်မူ၏။ ကျွန်ုပ်သည်ကိုရိုနစ်သဘောတူကြောင်းကိုစစ်ကြောတော်မူပြီးသူတို့ကိုထုတ်တကယ်သူထူမတရားသောသူတို့ကိုအတိအသက်ချင်းကဆွဲထုတ်တော်မူပါတရသောနေ့ဖို့ပြင်ဆင်တော်မူပါပြည်သားများပြုသောဒုစရိုက်အဖြစ်ကြောင့်ပြည်သည်ဗေမျှကလပလုံမိတန်းရပါအနီရရ တို့၌ရှိသောမျက်ပင်သည်အဘယ်မျှကာလပတ်လုံးညှူးနွမ်းရပါအံ့နီငါတို့ခံရသောအကျိုးဖြစ်ကိုဖျားသခင်မတိမမြင်ဟုပြည်သားများဆိုသောကြောင့်သားများနှင့်ငှက်များတို့သည်ပျောက်ပြက်ကြပါပြီသင်သည်ခြေသည်တို့နှင့် ပြိုင်ပြေး၍မောလျင်မင်းတို့နှင့်အဘယ်သို့ပြိုင်နိုင်မည်နီဆိုရင်ခြင်းမရှိ ငယ်ဝုစွာနေရသောပြည်၌မောလင်ယောရန်မြိဂုံတီထဲမှာအပေသို့ပြုလိမ့်မည်နီသင်ဤညီကိုဖိုက်အိန္ဒူအိန္ဒာတို့ပင်သင်ကိုတစ္ဆာဖြစ်၍သင်နောက်သို့အော်ဟစ်လက်လိုက်ကြ၏သူတို့သည် ကောင်းသောစကားကို ပြောတော်လဲမယုံနှင့်ငါသည်ကိုအိမ်ကိုဆွံ့၍ကိုအမွေကိုပစ်ထားပြီး ငါအလွန်ချစ်သော အမကိုသူဤရန်သူလက်သူအနံပြီငါအမွေသည်တော၌တွေ့သောရှင်သည်ကဲ့သို့ငါအားဖြစ်၍ငါကိုဟောက်သောကြောင့်ငါမုန်းလေ၏ငါအမွေသည်သဘောတာရဲ့ကဲ့သို့ငါအားဖြစ်၏ပတ်လည်၌ရှိသောတာရဲ့တို့သည်တိုက်ကြ၏လာကြတော်တာရဲ့အပေါင်းတို့စီဝေးကြကိုက်စားခြင်းက လာကြစေ။များစွာသောတူထိန်တို့သည်ငါစပစ်ဥယင်ကိုဖျက်ဆီးကြပြီ။ငါရထိုက်သောအဖုကိုကျော်နှင်းကြပြီ။ငါရထိုက်သောနှစ်သက်ရာအဖုကိုလူစိတ်ညံရာတော်ဖြစ်စေကြပြီ။တုတ်တင်ပယ်ရှင်းသောကြောင့်လူစိတ်ညံလျက်ရှိ၍ငါအာညီးတွားလေ။တပြည်လုံးပျက်စီးတော်လဲအဘယ်သူမြပမာဏမပြုတ်တတ် တော၌မြင်သောအရာအလုံးစုံတို့အပေါ်မှာလူရက်တော်သူတို့သည်တက်ကြပြီအကယ်စင်စစ်ပြည်စွန်းတစ်ဖက်မှတစ်ဖက်တိုင်အောင်သာဝရဖျားဤဓာတော်သည် ဖြည့်စည်းသဖြင့်ဘယ်သူမျှချမ်းသာမရသူတို့သည်ဂျုံစပားမျိုးစေ့ကိုကျဲ၍စူးပင်ကိုသာရေးရကြ၏ပင်ပန်းစွာကျူးစားတော်လဲဂျေဇူးမရှိကြသာဝရဖျားဤအမျက်တော်အရှင်ကြောင့် မိမိတို့ခံရသောအကျိုးကိုထောက်၍ရှစ်ကြလိမ့်မည်။သာဝရဖျာမိန်တော်မူသည်ကားငါပေးသနာ၍ငါဤလူဣတရေလအမျိုးပိုင်ထိုက်သောအမွေကိုထိခိုက်သောငါဤအိမ်ဤကျင်းဆိုးအပေါင်းတို့ကိုသူတို့ပြည်သေးကငါနှုတ်မည်။သူတို့အထဲကလည်းယူရအမျိုးကိုငါနှုတ်မည်။နှုတ်ပြီးမှတဖန်တနာ၍အသီးသီးတို့ကို မမိတို့ ပိုင်ထိုက်သောမည်မိမိတို့နေရင်းပြည်သို့ငါပြန်ပို့မည်ဘာလဖျားကိုတိုင်တယ်၍ကျင်းဆိုစေခြင်းကသူတို့သည်ငါဤလူမျိုးကိုတွန်တင်ဖူးသည့်ဤသူသာဝရဖျားအသက်ရှင်တော်မူသည်ဟုငါဤနာမကိုတိုင်တယ်၍ကျင်းဆိုခြင်းကငါလူမျိုး၏ဘာသာဒလိကိုကြိုးစား၍တင်လျင်ငါဤလူမျိုးထဲ၌သူတို့ကို ငါတီစေမည်သူမဟုတ်နားမထောင်ပဲနေလေနားမထောင်သောလူမျိုးကိုငါသည်ရှင်းရှင်းနှုတ်ပယ်ဖြစ်စည်းမည်ဟုသာဝရဘုရားမိန်တော်မူ၏ဈာနရသူပေါင်းဘုရားသခင်ထံတော်ဘာမှကောင်းကြီးမင်္ဂလာခံစားရပါစေ thank you တ်တော်မူ၍တရားသဖြင့်စီရင်တော်မူသောဘုရားသခင်ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းဘုရားသခင်ရဲ့တရားမျှတခြင်းအမှုရာအတွက်ကျေးဇူးတင်ပါတယ်။သာသမီတို့ရဲ့နေ့စဉ်အသက်ရှင်ခြင်းထဲမှာလည်းပဲဘုရားသခင်သည်သာသမီတို့ကိုကောင်းမွန်စွာအသက်ရှင်ခွင့်ကို ပေးသည်သာမကယနေ့နေ့နဲ့မှာလည်းပဲသာသမီတို့သည်နှုတ်ကပတ်တော်ကိုဆင်ခြင်ဖက်ရှူရတဲ့အတွက်လည်းပဲကျေးဇူးတင်ပါတယ်။ဘုရားသခင်တာသမီတို့ရဲ့အသက်တာထဲမှာလောကမှာအသက်ရှင်တဲ့အခါမှာ ခက်ခဲခြင်းတွေပင်ပန်းခြင်းတွေများစွာရှိပါတယ်။ထိုခက်ခဲခြင်းပင်ပန်းခြင်းတွေထဲမှာသာသမီတို့သည်ဖျားသခင်ကိုအစင်မြဲအားကိုးပြီးတော့မှဖျားနဲ့အတူအသက်ရှင်လိုက်လျှောက်တော့အသက်တာများဖြစ်စေဖို့အမဆာကောင်းချီးပေးသနာတော်မူပါ။ယနေ့သာသမီတွေရဲ့တိုင်းပြည်ကိုလည်းပဲဖျားရှင်ကောင်းချီးပေးပါ ဆိုးရုပ်ချင်းနေကြုံတွေ့နေရတဲ့ဒုက္ခဆင်းရဲတွေတဲကနေအမြန်ဆုံးလွတ်မြောက်နိုင်စေဖို့ယံအတွက်ဖျားသခင်မဆပေးတနာတော်မူပါ မျက်ရည်ကျလျက်တောင်းလျှောက်လျက်ရှိတဲ့စုပ္ပထနာများကိုလည်းပဲဘုရားသခင်သည် နားညောင်း၍ကောင်းချီးပေးသနာတော်မူပါမည်အကြောင်းလည်းပဲတောင်းလျှောက်ပါရယ်။ယနေ့တာသမီတို့သည်လည်းပဲဘုရားသခင်ကိုတည်သောဘုရားသခင်ကိုယုံကြည်ကိုးကွယ်သောသူများဖြစ်သည့်အားလျော်စွာခက်ခဲခြင်းနှင့်ပင်ပန်းခြင်းတွေထဲမှာဘုရားသခင်နှင့် ဝေးသွားခြင်းမဟုတ်ပဲနဲ့ မိမိရဲ့နှလုံးသားများသည်ဖီးယားနှင့်တိုး၍နီးကပ်စွာအသက်ရှင်တတ်သောအတ္တများဖြစ်စေဖို့ရန်အတွက်ဖီးယားခင်မာစာကောင်းချီးပေးပါမည်ကြောင့်တပါးဒီသောသားတော်သခင်ယေရှုခရစ်တော်ဖီးယားနာမကိုအမိပြု၍အလွန်ယူသေးစွာဖြင့်ဆုတောင်းဆက်ကအသနာခံတောင်းလျှောက်ပါသည်ဖီးယားအာမင်တော်ရပြသည် ိမ်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။ထာဝရဘုရားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသော။ထာဝရဘုရားသည်တင်းကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသော။တမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဘုရားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လံပြသွင်းခြင်းစုကျေးဇူးသည့် ်တင်တို့ပေါင်းတဲ့ကာလအစဉ်တည့်ရောက်လေဒီရှိတည်နေပါစီတော့အာမင်